ာစကားကာလပြင်စမတနင်္ဂနွေနေ့ရှင်ရောအေဝံဂေလိကျမ်းအခန်းကြီး73အခန်းငယ်31မှ35ဂျူရာထွက်သွားသောအခါယေရှုက လူသားသည်ယခုအခါ၌ဘုန်းကုံတော်ထင်ရှားလေပြီဖျားသခင်သည်လည်းသူ့အားဖြင့်ဘုန်းကုံတော်ထင်ရှားလေပြီဖျားသခင်သည် သူ့အားဖြင့်ဘုန်းကုံတော်ထင်ရှားစေတော်မူလျင်ကိုရောသည် သူ့ကိုမိမိကိုယ်တော်တိုင်အားဖြင့်ဘုန်းကုန်တော်ထင်ရှားစေတော်မူလိမ့်မည်။ကိုတော်သည်ယခုချက်ချင်းဖြင့်သူ့ကိုဘုန်းကုန်တော်ထင်ရှားစေလိမ့်မည်။ချစ်သားတို့ငါသည်တင်တို့နှင့်အတူတခဏမျှသာရှိတော်မည်။ငါသည်တင်တို့အားပညာအသစ်ကိုပေးသည်ကားတင်တို့အချင်းချင်းချစ်ကြလော့။တင်တို့ကိုငါချစ်တဲ့ကဲ့သို့တင်တို့သည်လည်းအချင်းချင်းချစ်ကြလော့။ သင်တို့အချင်းချင်းချစ်ကြလင်လူခတ်သိန်းတို့သည်ထိုချစ်ချင်းမြတ်တာကိုထောက်ရှု၍သင်တို့သည်ငါ၏တပည့်များဖြစ်ကြောင်းသိကြလိမ့်မည်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် A new commandment အသစ်တော်ပြည့်ညတ်တော်ဘာကြောင့်အသစ်လို့သခင်ယေရှုဒီနေ့ ဒီပြညတ်တော်ကိုခေါ်ရတယ်လဲဆိုတာကိုကျွန်တော်တို့အနေနဲ့ထောက်ရှုကြပါစို့ဓမ္မဟောင်းက များစွာသောပြညတ်တော်တွေကို ထုတ်ပြန်ခဲ့တာချမှတ်ခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီနေ့သခင်စုပြောတဲ့ပြညတ်တော်မျိုးကိုတခါတစ်ချိန်မှ မတီထောင်ခဲ့သေးတာကိုတွေ့ရပါတယ်မချမှတ်ခဲ့သေးတာကိုတွေ့ရပါတယ်ပို့ပြီးအရေးကြီးတဲ့အချက်အနေနဲ့ကျွန်တော်တို့မှတ်ထားမှာကတော့ချစ်ချင်းမေတ္တာဆိုတဲ့အရာနဲ့ဒီပြညတ်တော်ကို အနှစ်ချုပ်ထားလိုက်လို့ပဲဖြစ်ပါတယ်။ဒါမဲ့ဒီနေ့ချစ်ချင်းဆိုတဲ့နေရာမှာကျွန်တော်တို့ထင်သားသလိုတာမန်ချစ်ချင်းကျွန်တော်တို့အများပိုင်းအတိတ်ပဲဖွင့်ဆိုနေကြတဲ့ချစ်ချင်းမျိုးမဟုတ်ပါဘူး။အတ္တမကင်းတဲ့ချစ်ချင်းမျိုးမဟုတ်ပါဘူး။တကယ်တော့လူအလုံးရှာဖွေနေကြတယ်တောင်းတနေကြတယ်ငတ်မို့နေကြတဲ့ချစ်ချင်းမေတ္တာအမျိုးအစားဆိုတာဟာအကန့်အသတ်မဲ့တဲ့ချစ်ချင်းအတ္တကင်းတဲ့ချစ်ချင်း ပေးဆက်တဲ့ချစ်ချင်းအစီခံတဲ့ချစ်ချင်းဒီလိုချစ်ချင်းမျိုးပဲဖြစ်ပါတယ်ဒီလိုအည်အသွေးနဲ့ပြေဝစုံနေတဲ့ချစ်ချင်းမြတာမျိုးကိုပါစကားအဖြစ်ပြက်မှာကျွန်တော်တို့တွေ့ကြုံခံစားခဲ့ကြရပါတယ်ဖះဟာဒီလောက်တောင်ချစ်နိုင်ပါလားသူ့ရဲ့ချစ်ချင်းကဒီလောက်တောင် ကြီးမားပါလား तू ဟာချစ်တယ်များအကုန်ချပေးပြီးချစ်နိုင်ပါလား သူ့ကိုယ်သူချစ်သလောက်ကျွန်တော်တို့တယောက်စီကိုလည်းချစ်နိုင်ပါလားဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီလိုချစ်ချင်းမျိုးကိုစံဖြစ်ထားပြီးလိုက်နာကျင့်ကြံအားထုတ်ရမယ်ပြည့်ညတ်တော်ဖြစ်ပါတယ်ဒီလိုပြည့်ညတ်ချက်ချထားလိုက်ခြင်းပဲဖြစ်ပါတယ်သခင်စုကမကြခင်မှာသူတပည့်တော်တွေကိုထားပြီးတော့တွားရတော့မယ်ဖြစ်တယ်မိုးကောင်းဝင်တောက်တော့မယ်ဆိုတဲ့အချက်ကိုကြိုပြီးကမှရည်ညွှန်းနေခြင်းဖြစ်ပါတယ် မြင်နိုင်တဲ့နည်းနဲ့သူဟာယုံကြည်သူတွေကြားထဲမှာရှိတော့မှာမဟုတ်ပါဘူးမမြင်နိုင်တဲ့နည်းနဲ့ဆက်ရှိနေအောင်မယ်ဒါပေမဲ့ပို့ပြီးထိရောက်တဲ့နည်းပို့ပြီးအစွမ်းထက်တဲ့နည်းပို့ပြီးအတွင်းသက်ကြတဲ့နည်းနဲ့ကျွန်တော်တို့အားလုံးတဦးစီရဲ့နှလုံးသားထဲအထိထိုးဖောက်ဝင်ရောက်ကဆက်လက်တည်ရှိနေအောင်မယ်ပုံကူလည်းပဲဖြစ်ပါတယ်ယုံကြည်သူများအဖွဲ့အစည်းအသင်းတော်ထဲမှာဆက်လက်တည်ရှိနေအောင်မှာပဲဖြစ်ပါတယ် ဒီလိုတည်ရှိနေဖို့အတွက်ဒီနေ့ပြည့်ညတ်တော်ကိုသူကချပေးလိုက်ပါတယ်ဒီနေ့ချပေးလိုက်တဲ့ပြည့်ညတ်တော်ဟာအမြင့်မြတ်ဆုံးသောပြည့်ညတ်တော်ဖြစ်တယ်ကျင့်ဝတ်များအသိတော်ရဲ့စည်းမျဉ်းစည်းကမ်းတုံသင်ချက်များအားလုံးယုံကြည်ရာအချက်များအားလုံးကို လွှမ်းခြုံထားတဲ့အနစ်ချုပ်ထားတဲ့တခုတည်းသော အထွတ်အထိပ်ပြည့်ညတ်တော်ပဲဖြစ်ပါတော့တယ်ဒါကြောင့်ဒီပြည့်ညတ်တော်ကြီးဟာမလွယ်ပါဘူး သူချစ်ခင်ခဲ့တဲ့နီးနဲ့ချစ်ဖို့ဆိုတာမလွယ်ပါဘူးကျွန်တော်တို့စွမ်းအားတစ်ခုတည်းနဲ့မတက်နိုင်ပါဘူးကျွန်တော်တို့ဒီလိုမျိုးချစ်ဖို့အတွက်ကျွန်တော်တို့မှာအကန့်အသတ်တွေအများစွာရှိပါတယ်ကျွန်တော်တို့တကားတွေပိတ်လောင်ထားတာရှိပါတယ်အတ္တတွေကြီးနေတာရှိပါတယ်ဒါကြောင့်သူကအရင် လာပြီးတော့ချစ်ပြီးခဲ့ရပါတယ် first john 4:19မှာတန်ယောဟန်သောမစာဩဝါဒစာခန်းကြီး လေခန့်ငယ်ဆောက်ကုန်းမှာသူအရင်ချစ်ခဲ့ပြီးခဲ့မှသာလူတွေဟာပြန်ချစ်လာနိုင်ပါတယ်အချင်းချင်းချစ်လာနိုင်တယ်ခုနပြောတဲ့နီးနဲ့ခုနပြောတဲ့စံတတ်မှတ်ချက်အထိမိအောင်ကိုချစ်လာနိုင်ရတာကို တွေ့ရပါတယ်အတ္တမဲ့တဲ့ချစ်ချင်းကိုလူတွေစီကိုသူကလက်ဆောင်ဖြစ် ပေးခဲ့ပါတယ်ပါစကားအဖြစ်ပြမှာပေးခဲ့တာပဲဖြစ်ပါတယ်ချစ်ချင်းမြတ်တာဖြစ်သူဟာယုံကြည်သူတွေရဲ့ကြားထဲမှာဆက်လက်တည်ရှိနေတယ် တူးစီရဲ့နှလုံးသားထဲမှာဆက်လက်တည်ရှိနေဦးမှာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပညာတော်ကိုကြင့်ကြံအားထုတ်ဖို့အတွက်သူဟာအရင်အမြစ်ဖြစ်ဒီပုံကိုယ်တည်းကြားထဲမှာဆက်လက်တည်ရှိနေဦးမယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ကြပါတယ်။ဒါမှဒီပညာတော်ကိုကြင့်ကြံအားထုတ်တဲ့နေရာမှာအကုန်လုံးအဆင်ပြေသွားမယ်ချောမွေ့သွားမယ်ဘဝဟာตายရသွားမယ်လို့လည်းမဆိုလိုပါဘူး။မျောလင့်ထားလို့လည်းမရပါဘူး။ပထမ ကြားမှာကျွန်တော်တို့ကြားပါတယ်စိန်ဘောနဲ့ပါဏာဘတို့အဖြစ်ပြအမျိုးမျိုးသော အခက်ခဲတွေရှိတယ်။နာကျင်မှုတွေရှိပါတယ်။ဒါကြောင့်ဒီပညာတော်ကိုကျွန်တော်တို့ကြင့်ကြံအားထုတ်တဲ့နေရာမှာဒုက္ခအခက်ခဲတွေရှိမယ်။ဆွတ်လွတ်အနစ်နာခံရမှုတွေရှိမယ်။နာကျင်မှုတွေရှိမယ်။ပိဆက်မှုတွေလည်းပါလာမှာကိုလည်းလက်တွေ့ကြကြ ပြင်ဆင်ထားဖို့ကျွန်တော်တို့လိုအပ်ပါတယ်။ဒီနေ့ ထမကျမ်းကဒါကိုညွှန်ပြနေခြင်းဖြစ်ပါတယ်ဒါပေမဲ့စိန်ဘောတို့ဘာနာဘတို့အပြတ်မသွားဘူးလက်လျှော့မသွားဘူးတို့ရဲ့ vision မျှော်မှန်းချက်ကဖះရဲ့မြို့တော်တည်ဆောက်ပြီးတဲ့အချိန်မှာအာလုံးပြည့်ပြည့်စုံချင်းတို့ရောက်ရှိမယ်ဆိုတဲ့အချက်နဲ့အာယူပါတယ်လန်ခီမှာလည်းပဲဒီပုဂ္ဂိုလ်ဟာတို့နဲ့အတူတူအလုပ်လုပ်နေတယ်ဆိုတာကိုသူကဖော်ပြနေပါတယ်ဒါကြောင့်ခုနပြောတဲ့အချက်နဲ့ပြန်ပြီးဆက်ဆက်ပြီးနားလည်ရမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာ ဒီကြားထဲမှာရှိနေပါတယ်ဒီအလုပ်တွေကြားထဲမပြေမဝမစုံလင်နဲ့မချစ်နိုင်သေးတဲ့ပုံကိုယ်တွေကြားထဲမှာရှိနေပါတယ်ဒီပြညတ်တော်ကိုအကောင့်ထဲပေါ်ခုကျင့်ကြံအားထုတ်ဖို့အတွက်ကျွန်တော်တို့နဲ့ရှိနေတယ်ဆိုတာကိုယုံကြည်ကြမှာလည်းပဲဖြစ်ပါတယ်ချစ်ချင်းမေတ္တာဆိုဒီမှာကျွန်တော်တို့တည်ရှိမှုကိုအတိတ်ပဲဖွင့်ဆိုပေးတဲ့အရာပဲဖြစ်ပါတယ်ဒီပုံကဘယ်လိုမျိုးလဲဒီအဖွဲ့အစည်းကဘယ်လိုမျိုးလဲဆိုတာကိုချစ်ချင်းမေတ္တာအဖြစ်အတိတ်ပဲဖွင့်ဆို နိုင်ပါတယ်ဒါကြောင့်အသိတော်ဟာချစ်ချင်းမေတ္တာကို အကောင့်ထဲပေါ်ရတဲ့ခေါ်တော်မူခြင်းခံရတဲ့ယုံကြည်သူအဖွဲ့အစည်းဖြစ်ပါတယ်အသိတော်မှာရှိတဲ့ကြိုင်လက္ခဏာတွေထဲမှာမှချစ်ချင်းမေတ္တာဟာဒီကမ္ဘာလောက လူသားတွေနားလည်နိုင်ဖို့အတွက်အထင်ရှားဆုံးသော အမတ်လက္ခဏာဖြစ်ပါတယ်လူတွေသဘောပေါက်ဖို့အတွက်အထင်ရှားဆုံးသောအရာဖြစ်ပါတယ်မာသက်ထရီဇာတို့ကြည်မဲ့ စင်ကြောမတဲ့ဆက်ကင်းကျွန်တော်တို့ခေတ်မှာပေါ်ခဲ့တဲ့ယဟန္တာတွေခေတ်ဆက်ဆက်ပေါ်ခဲ့တဲ့ယဟန္တာတွေဟာဒီအသင်းတော်မှာဒီလိုမျိုးချစ်ချင်းရှိပါသေးလားဒီလိုမျိုးပြည့်ညတ်တော်ကိုလိုက်နိုင်တာပါသေးလားဆိုတာကိုဖော်ပြနေတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်ဒုတိယကျမ်းမှာလည်းဒီလိုပဲဖြစ်ပါတယ်သူဟာဒီပုံကိုယ်တွေနဲ့အမြဲပဲစိုးစံနေမယ် dwell ကျွန်တော်တို့ကြားထဲမှာ ရှိနေမယ် အပြန်အလှန်ပေးဆက်ဖို့ကျွန်တော်တို့မတတ်နိုင်ဘူးလူသားအချင်းချင်းခုနပြောတဲ့အတ္တကင်းတဲ့ချစ်ချင်းနဲ့ဖြူစင်သက်စင်တဲ့ချစ်ချင်းမျိုးနဲ့မချစ်နိုင်ကြသေးဘူးဒါပေမဲ့သူ့ရဲ့ဂျေဇုတော်နဲ့ဆိုချစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်သူကကျွန်တော်တို့ကိုအရင်ဦးစွာချစ်ခဲ့လို့ပဲဖြစ်ပါတယ် First John 4:19တပည့်တော်တို့ချစ်ချင်းမြတ်တာကိုတနေ့တခြားတိုးတက်ပွားများစေတော်မူပါ